င်္ဂလာပါဒါစာမရှာနေပြန်လေးជួយလိုက်ပါတယ်ကဲဒီနေ့ပွဲစဉ်နေရတော့အကောင်းဆုံးပြီးသွားခဲ့တယ်ကျွန်တော်မနေ့ကတုံးဝက်ပေးထားခဲ့တယ် PG ကိုပေါ့ဘိုင်ယန်ဘိုင်ယန်ခေါ်ဆိုပြီးပေးထားခဲ့ပါတယ်ဆိုတော့နောက်ပွဲနိုင်တပွဲရုံဖြစ်ပါတယ်ကဲဒီနေ့တော့ကျွန်တော်တပွဲပဲជួយပါမယ်အဲ့ဒီပွဲစဉ်ကတော့ Man City နဲ့ AL ပွဲစဉ်ပဲဖြစ်ပါတယ်ကဲစားလိုက်ကြအောင်နော် Man City နဲ့ AL လိုပဲဖြစ်ပါတယ်ဒီနေ့ Man City ရဲ့ပေါ်ကြီးကတော့နှလုံးပတ်40 ခုပေါင်း၃လုံးမနဲ့တရားဖြစ်ပါတယ်ဆိုတော့သူရဲ့အုပ်စုဝယ်စင်တွေကိုပြန်ကြည့်မယ်ဆိုရင်မန်စီးတီးရဲ့ဘေးဘက်မှာဂျူမက်တော့ကို25အရင်ကို60ပြီးရှင်ဝိုင်းဒီကို2စီးနဲ့အနိုင်ရရှိခဲ့ဆိုတော့အဲ့ဒီအုပ်စုဝယ်စင်တွေကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်ဘာချူကာကို2စီးဆဲလ်ဘက်ကို60ရီယမက်တီကို11စသည်ရတဲ့တွေကိုထွက်ရှိခဲ့နေ့မန်စီးတီးရဲ့ပေါင်းရင်လုံးပလက်40တော်လုံးမနဲ့တရားဖြစ်ပါတယ်ဆိုတော့ မန်စီးတီးရဲ့ line up မှာဆိုလို့ရှိရင်ဇာဗီညိုဖိုရန်မာမို့စ်ဂိုဒမားအဲဒါဆန်တို့ဖြစ်ပါတယ်ဒီလိုပဲပွဲထွက်လာမှုရှိပါတယ်နှုန်းကလတ်40ဘိုဒီဂျီပြင်းချနေတယ်လို့ထင်တယ်ဘာလို့လဲဆိုတော့အရှိမကူပြက်တွေကြီးပဲကစားခဲ့တယ်စစ်စည်း25ရရလက်တွေထွက်ရှိခဲ့တယ်ဆိုတော့ကျွန်တော်ကဒီနေ့ဒီနေ့ပြီးခဲ့တဲ့ PSG ကိုပေါ်တယ်ဂျီအောင်တယ်ဘိုင်ယန် ကိုပေါ်တယ်ကြည်အောင်တယ်ဟိုရှိတဲ့ဘွဲမှာအောက်ကြီးတွေဈေးရခဲ့တယ်ဆိုတော့ဒီနေ့မှာဒီနေ့မှာဟောမစီးလီယာကိုပြတ်နိုင်မှာမလားအဲလီယာကိုသမားလည်းအရင်ကောင်းတယ်နော်ပေကိုတကူပဲရှိခဲ့တယ်ဆိုတော့တော်လုံးမိုင်းနဲ့တည်းနှုံးပလက်40မှာသူတို့အိတ်တွေကိုပြန်ကြည့်မယ်ဆိုရင်လည်းရလကစီးပွားထရှိရတယ် အဲ့ဒီအိမ်မှာဆိုလည်းအေလီယာအနိုင်ရရှိခဲ့ဆိုတော့မန်စီးတီးကကိုပြတ်နိုင်မှာမလားကျွန်တော်ကတော့မန်စီးတီးကိုမပြတ်ဘူးလို့ယူဆတယ်ဂျူဗီနာကိုကံမျိုးမဲ့ကံမဲ့အဲဆိုနိုင်တော့နှစ်ခုအထက်မဘူးလို့ထင်တယ်ပြီးတော့အေလီယာကိုတဘိုးလောက်ရမယ်ထင်တယ်ဆိုတော့ဒီကျွန်တော်ကတော့အေလီနဲ့ကိုဟောကိုပို့ချိုက်ပါတယ်ညီမတို့လည်းကြိုက်တူမယ်ဆိုရင်လိုက်ဆောင်အောင်ပါ